ဟုတ်ပြီနော်ကိုယ့်ကိုစဉ်းစားပါလူဘဝနှစ်ခါပြန်မရနိုင်ဘူးပြန်လာဖို့မလွယ်ဘူးလောကသုံးပါးဘုံသုံးပါးမှာအခုချိန်အခုလူတွေလောက်မြတ်တာဘုံသုံးပါးမှာဘယ်သူမှမရှိဘူးအခုနေမြမကြီးတရားအထုတ်ခြင်းလို့ဆိုလို့ရလားနတ်တိတကြားတွေလာပြီးတရားအထုတ်ခြင်းလို့ရလားတရားလာနာလို့ရလားဒါနသီလလာပြီးပွားလို့ရလားကဲဘယ်နှလုံး ီလာရှင်ဘုံကြီးလာဝဲလို့ရလားပိဋကစာအုပ်ဖတ်ရှင်တယ်ဆိုလို့ရလားခမည်းတော်ပြန်ရလိုက်တာမှဓာပြတစ်ချောက်ဝယ်လေးဘုံကြီး၁၀ပါဓာပြတစ်ချောက်ဝယ်ဘုံကြီး၁၀ပါပါမလားဟုတ်လားလွယ်လိုက်တာလွယ်လိုက်တာနော်အဲ့မှာဓာပြ၁၁ကောက်ထိုးရင်ဘုံကြီးတရားမဟောဘူးလားဘုံကြီးဟာငါအာကြောင်းနဲ့ဆိုငြိမ်လို့ရလားဟောတာနော်လွယ်တာနော်ခမည်းတော်ဘုံကန်နေနော် အာဒီဘုန်းကြီးတရားနာရင်ဘုန်းကြီးတရားဆိုတော့ကောက်လဲနောက်ဘုန်းကြီးကမဟုတ်လားအဲနာကြီးကခဏပိတ်တာငြိမ်းလို့သုံးလဲမကရဘူးငါတော့ကောင်မလဲမလူပါဘူးဘုန်းကံကြီးတာနော်အဲ့ဒီအခွန်ကြီးတွေအလကားအောင်ပြီလို့လားခမရိတ်မှာတရားတပြရှိရလားအော်နည်းနည်းပဲ